ပဲခူးတိုင်းတောင်ငူခရိုင်တောင်ငူမြို့နယ်နောက်ဘက်ချမ်းပဲခူးရုံးမတနေရာမှာစစ်ကောင်စီနဲ့တွန်လိုင်းတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေပြီးစစ်ကောင်စီကဇွန်လ23ရက်နေ့မှာစက်တက်လီဒီတွေပါသုံးပြီးတိုက်ခိုက်ခဲ့တယ်လို့တွန်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။စစ်ကောင်စီကတောင်ငူမြို့နယ်အတွင်းအင်အား200ကနေ300အတွင်းအုံပြူကလှည့်လည်စစ်ကြောင်းထိုးနေတာဖြစ်ပြီးဇွန်လ23ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က ထိခိုက်သေးဆုံးမှုတွေများပြားခဲ့ပြီးတော်လိုင်းရဲဘော်တွေလည်းထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့သိရှိရပါတယ်။ထိတွေ့မှုကတော့နေ့တိုင်းဆက်တိုက်ဖြစ်နေတယ်။သူတို့ဘက်ကစက်တက်လေဒီတွေနဲ့ပါအုံပြူလာနေပါပြီ။သူတို့ဘက်ကအကြဆုံးတော့အများကြီးပါ။အများရန်နေ့တိုင်းထိတွေ့မှုတွေဆက်တိုက်ရှိပါတယ်။နယ်မြေလုံခြုံရေးကြောင့်သတင်းထုတ်ပြန်မှုကန့်သက်ထားခဲ့တာပါလို့တာငူချေဆိုင်တော်လိုင်းတပ်ဖွဲ့ဝင်တူက ARD Times ကိုပြောပါရတယ်။ တန်ကုန်မြို့နယ်အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တုံလိုင်းပူပေါင်းတပ်ဖွဲ့တို့တလားကြော်ကြားတဲ့အထိထိတွေ့တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပြီးမနေ့ကဇွန်လ24ရက်ထိတိုက်ပွဲဖြစ်ပွားရာဒေသအနီးမှာလက်နက်ကြီးပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်။တန်ကုန်မြို့နယ်အတွင်းပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ကလည်းတန်ကုန်လိတ်တိုလမ်းမိုင်းတနေရာမှာစစ်ကောင်စီရင်နံတိုက်ခိုက်ခံရပြီးနောက်တပ်ဖွဲ့ဝင်9ဦးသေဆုံးတာ ခရမ်းများပြားနဲ့ရိတ်ခါတွေတင်စီရမိခဲ့တယ်လို့တော်လိုင်းတက်ဖွဲ့တွေစီကသိရပါတယ်ရှင်။တန်းမျိုးသားလူမျိုးရေးတက်မတော် TNL တင်ပိုက်ထားတဲ့ရှမ်းမြောက်နောင်ချိုက တောင်ခမ်းဒေသကိုစစ်ကောင်စီကအပြင်းထန်ဘုံကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကမနေ့ကဇွန်လ24ရက်မနက်ပိုင်းကစတင်ပြီးတော့ကံကြီးရွာရဲ့အနောက်မြောက်ဘက် ။နောင်ရဲကျေးရွာရှိလုံဝဲဒေသကိုလေကြောင်းကနေအဓိကထားတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မင်းကမနဲ့ခရဲကနေဘုံတွေဇက်တိုက်ကျဲတာနေကင်းမှာတိုက်ပွဲညင်သွားတယ်။ဘုံနဲ့ drone တွေနဲ့ကတော့ဇက်တိုက်ညအထိကျဲတာဘုံအလုံးပေါင်း80ကျော်တယ်လို့စီးရီးသတင်းရင်းမြစ်က ARD Times ကိုပြောပါတယ်။ရွှေသွန်းကျေးရွာနီးမှာလဲစစ်ကောင်စီနဲ့ဓနုပြည်သူလူမျိုးရေးတပ်မတော် DPLA တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနေကင်းအချိန်မှာတိုက်ပွဲခိတ္တငြိမ်သက်သွားတယ်လို့သိရပါဗျ။ စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားရာနဲ့အနီးဝန်းကျင်ကို ပေါင်900ဘုံနဲ့ပေါင်300ဘုံအပါဝင်ဘုံအလုံးပေါင်း80ကျော်ကို Y12 Jet Fighter တွေနဲ့ကျဲချတိုက်ခိုက်ခဲ့တယ်လို့ DPL ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီက တောင်ခမ်းကနေနောင်ချိုဘက်ကိုအင်အားထောင်ချီသုံးပြီးစစ်ကြောင်းထိုးနေကလက်နက်ကြီး drone ပုံးနဲ့လေကြောင်းအသုံးပြုနေပေမဲ့စစ်ရေးအရထိရောက်မှုမရှိဘူးလို့စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်စစ်ကောင်စီဟာမနေ့ကည9နာရီခန့်ကလည်း နောင်ချိုမြို့ရှိတောင်မချမ်းကိုဘုံကျဲချတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါရှင်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ရို့မှာ မုတ်တုံလေအားကောင်းရာကအလွန်အားကောင်းနေတဲ့အတွက်ဇွန်လ24ရက်ကနေ26ရက်အတွင်းမြန်မာနိုင်ငံတဝန်းမိုးတဲထန်စွာရွာသွန်းနိုင်ပြီးတော့အ धिक မြေကြီးတွေမှာမြေတွေမြင့်တက်လာနိုင်တယ်လို့စစ်ကောင်စီရဲ့မိုးစလကထုတ်ပြန်ပါတယ်။နေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအေရဝတီ တနင်္သာရီတိုင်းတွင်နဲ့ကချင်ကရင်နီကရင်ချင်းမွန်ရခိုင်ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံပြားမိုးထစ်ချုံရွာသွန်းပြီးဒေတာလိုက်နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးစလကခံမှန်းထားပါရယ်။အေရီမြည်ရေဟာမြကြီးနားဗမော်ရွှေကူကတာတပိတ်ချင်းမန္တလေးစကိုင်းမြင်းမူတို့မှာလက်ရှိရေအမှတ်ထက်9ပေကနေ10ပေခန့်တက်နိုင်ပြီးပခုံးကူညောင်ဦးချောက်မင်းဘူးမကွေးအောင်လံပြည်တို့မှာ လေးပေကနေခုနှစ်ပေခန့်ထိမြင့်တက်နိုင်တယ်လို့သိရပါတယ်။ချင်းတွင်းမြေဟာခန်းဒီဟုံမလင်းဖောင်းပြင်မော်လိုက် ကလေးဝမင်းကင်းကဏီမုံရွာတို့မှာရှစ်ပေကနေ၁၂ပေခန့်ထိမြင့်တက်နိုင်ပါတယ်။ဟုံမလင်းနဲ့ဖောင်းပြင်မြို့နယ်တွေမှာလက်ရှိစိုးရင်ရေမှတ်အောင်ရောက်ရှိနေပြီးနောက်နှစ်ရက်အတွင်းစိုးရင်ရေမှတ်ကိုရောက်ရှိနိုင်တာကြောင့်ကန်းနီမြေနေပိုင်းနေထိုင်သူတွေကြိုတင်သတိထားကြဖို့မိုးစလက်ကသတိပေးထားပါတယ်။ ်အလားတူအခြားမြစ်တွေမှာလည်းတပေခွဲကနေ၃မေအထိမြင့်တက်နိုင်တာကြောင့်မိုးကြီးနိုင်တဲ့ဒေသတွေကကုန်းမြင့်ဒေသနီးနေထိုင်သူတွေအနေနဲ့မြေပြိုမှုအန္တရာယ်နဲ့ရုတ်တရက်ရေကြီးရေလျှမ်းမှုကိုအထူးသတိထားဖို့လိုအပ်တယ်လို့သိရပါတယ်ရှင်ဝင်းကြီးချုပ်ပေတောင်နန်ရှင်နာဝန်ထရာကိုလွှတ်တော်တွင်အယုံကြည်မရှိအဆိုတင်သွင်းဖို့ကြိုးပမ်းမယ်လို့ပြီးခဲ့တဲ့အပတ်တွင်ထိုင်းအာနာယညွန်မောင်အစိုးရအဖွဲ့ကနှုတ်ထွက်ခဲ့တဲ့ဝန်ကြံထိုင်းပါတီကပြောပါရတယ် အိနီချင်းကမောရီးယားနိုင်ငံနဲ့နေဆက်အငင်းပွားမှုကင်တွယ်ပုံနဲ့ပတ်သက်လို့ပြည်သူတွေရဲ့ဖိအားပေးမှုခံနေရတဲ့အသက်38နှစ်အရွယ်ပေတောင်တန်းအတွက်လာမယ့်အပတ်လွှတ်တော်အတွင်းအဆိုတင်သွင်းမှုဟာပထမဆုံးလွှတ်တော်ဆိုင်ရာစမ်းသပ်မှုဖြစ်လာပါမယ်။သူရဲ့ပြုမှုကိုစုံစမ်းစစ်ဆေးဖို့အထက်လွှတ်တော်အမတ်တွေပါတဲ့အဖွဲ့တစ်ဖွဲ့ကဖွဲ့စည်းပုံဆိုင်ရာခုံရုံးနဲ့အာဂရီလိုက်စားမှုတိုက်ဖြတ်ရေးအဖွဲ့ထံတိုင်ကြားမှုကြောင့်ပေတောင်တန်းဟာတရားရေးဆိုင်ရာစစ်ဆေးမှုရင်ဆိုင်နေရပါတယ်။ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးနဲ့အကြမ်းလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေကြောင့်သူဟာယာရုကဖယ်ရှားခံရနိုင်ပါတယ်။အစိုးရစန့်ကျင်ရေးအဖွဲ့တွေကလည်းပေတောင်နံကိုယာရုကနှုတ်ထွက်ဖို့တောင်းဆိုမဲ့ဆန္ဒပြပွဲတစ်ခုကိုဇွန်လ28ရက်ကစပြီးပြုလုပ်ဖို့စီစဉ်နေပါတယ်။ဝန်ကြီးချုပ်ကိုယုံကြည်မရှိအဆိုတင်သွင်းမှုကျွန်တော်တို့ဆုံးဖြတ်ထားပါတယ်။အခြားအတိုင်းခံပါတီတွေကပါအဆိုကို ထောက်ခံဖို့ဖိတ်ခေါ်ပါတယ်လို့ပွန်ဂျန်တိုင်းပါတီရဲ့ပြောရေးဆိုခွင့်ရှိသူစွန့်ချိုင်းကပြောပါတယ် ဗွန်ဂျန်တိုင်းပါတီကအမတ်နေရာ69နေရာရှိပြီးတော့လွတ်တော်ကဇွန်လလ3ရက်မှာလွတ်တော်ပြန်ခေါ်ခြင်းအယုံကြည်မရှိအဆိုတင်သွင်းမှုတခြားလွတ်တော်အမတ်30ဦးရဲ့ထောက်ခံမှုလိုအပ်မှာဖြစ်ပါတယ်လွတ်တော်အမတ်ထဝက်ကျော်ရဲ့ထောက်ခံမှုရရှိထားလို့ထိုင်းဆိုရဖွဲ့ကမစိုးရိမ်ဘူးလို့ခရီးသွားလာရေးဝန်ကြီးနဲ့ဖူထိုင်းပါတီအထွေထွေအတွင်ရေးမှုဆိုရာဝေါင်ကပြောပါတယ်ကျွန်တော်တို့မစိုးရိမ်ပါဘူးဒါကအတိုက်ခံတွေရဲ့အလုပ်ပဲလေလို့သူကဆိုပါတယ် ညွန်မောင်းဆိုးရအဖွဲ့ကအစိုးရအဖွဲ့ပြန်လည်ဖွဲ့စည်းရေးကိုဖြည့်ရှင်းခဲ့ပြီးဒေါ်လာ3.5ဘီလီယံတန်ကြီးရှိအခြေခံစောင့်စီမံကိန်းတွေကိုအတည်ပြုခဲ့တယ်လို့ပေတောင်နန်ကပြောပါရယ်ပါတီကောင်းဆောင်အားလုံးကိုကျမပြောပြပါပြီညွန်မောင်းပါတီတွေဟာအပြည့်အဝထောက်ခံမှုရရှိထားပါတယ်လို့၎င်းကဆိုပါရယ် အစ္စရေးနိုင်ငံကိုစိတ်ပြန့်မိတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကထုတ်ဖော်ပြောခဲ့ပြီးအစ္စရေးနဲ့အီရန်ကအပြစ်ခတ်ရစဲရေးသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့ဆိုပါတယ်အစ္စရေးနဲ့အီရန်ကဘာတွေလုပ်နေလဲဆိုတာမသိဘူးလို့ဒီဟိတ်မျိုးမှာကျင်းပမဲ့နေတိုးထိပ်သီးဆွေးနွေးပွဲကိုမထွက်ခွာမီဒေါ်နယ်ထရန့်ကအင်ဖြူရာမှာသတင်းတောက်တွေကိုပြောပါရယ်အီရန်အစ္စရေးအပြစ်ခတ်ရစဲရေးချိုးဖောက်တဲ့သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်သူကအခုလိုပြောကြားခဲ့တာပါ အစ္စရေးနဲ့အီရန်တို့ကြားဆက်နှစ်ရကြာစစ်ပွဲကိုအဆုံးသတ်ခဲ့တဲ့အပြစ်ခတ်ရစဲရေးဟာအင်္ဂါနေ့မှာစတင်အသက်ဝင်ခဲ့ပါတယ်။အီရန်ကသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့ဆိုပြီးတီဟီရန်မြို့ကိုတိုက်ခိုက်ဖို့အစ္စရေးကောင်ကွယ်ဝင်ကြီးအစ္စရေးကန့်စ်ကအစောပိုင်းမှာစစ်တပ်ကိုအမိန်ပေးခဲ့ပါတယ်။အီရန်ကအစ္စရေးရဲ့ပြောဆိုချက်ကိုညှင်းဆန်ပြီးမြေတီတိုက်ခိုက်မှုကိုမဆိုပြတ်သားစွာလက်တုံ့ပြန်မှုခရီးပြုလိုက်ပါတယ်။အပြစ်ခံရစဲရေးကိုကနအူးမှဒေါ်နယ်ထရန့်ကကြေညာခဲ့ပြီး အီရန်ကအရင်ဆုံးအပြစ်ခတ်ရက်စဲကနောက်ထပ်12နှစ်ကြာမှအစ္စရေးကအပြစ်ခတ်ရက်စဲရမှာဖြစ်ပါတယ်။အီရန်နိုင်ငံဟာဇွန်လ23ရက်ကကာတာနိုင်ငံရှိအမေရိကန်စစ်ဘက်အခြေစိုက်စခန်းတစ်ခုကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့လို့တင်းမာမှုတွေမြင့်တက်စေခဲ့ပါတယ်။အမေရိကန်ကျောတော်နောက်ခံပြူအစ္စရေးစစ်တပ်ကအီရန်ကိုဇွန်လ23ရက်ကစပြီးတိုက်ခိုက်ခဲ့ရာအီရန်ကအစ္စရေးကိုလက်တုံးပြန်တိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။